အားလုံးပဲမင်္ဂလာပါခင်ဗျာ anti education center မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးချင်တာက AI နဲ့မြန်မာလိုဘယ်လိုစကားပြောမလဲပေါ့နော်ကျွန်တော် AI နဲ့မြန်မာလိုစကားပြောပြီးတိုင်ပင်လို့ရနိုင်ပြီဆိုတာကိုဒီဗီဒီယိုမှာစနစ်တကျနဲ့ကျွန်တော်ရှင်းပြပေးပါမယ်ရှေ့ရှေ့ဝေးဝေးလေးပြောမနေတော့ပဲလိုရင်းကိုပဲအဓိကထားပြီးပြောပြပေးသွားပါမယ်ဗျာ Google AI Studio ဆိုတာ Google Base AI တစ်မျိုးပါပဲအဓိကက application developer တွေ website developer တွေအားထားရတဲ့ AI based studio တစ်ခုပါ ကျွန်တော်က Google ကိုပဲအသုံးပြုပြီး AI နဲ့ဘယ်လိုစကားပြောမလဲဆိုတာကိုလုံရင်တူရှင်းနဲ့နားလည်အောင်ရှင်းပြပေးသွားပါမယ်။ပထမဆုံးကျွန်တော်တို့ internet ဖွင့်ပြီး VPN ဖွင့်ဖို့လိုအပ်ပါတယ်ဗျ။ဒီနိုင်ငံမှာဒီ access မရသေးဘူးလို့ပဲပြောရမှာပေါ့နော်။အဲအကြောင်းပါ။အရင်ဆုံး Google ထဲဝင်လိုက်မယ်။အဲ့မှာ Google AI Studio လို့အရင်ရိုက်ရှာလိုက်ပါမယ်ဗျ။ Google AI Studio ကိုတွေ့လို့ဝင်လိုက်ပြီဆိုရင်သူ့ရဲ့ screen ကိုကျွန်တော်မြင်ရပါလိမ့်မယ်။သူ့ရဲ့ interface ပေါ့နော်။အဲ့မှာသူ့ကိုအသုံးပြုလို့ရနိုင်မယ့် sector အပိုင်းတွေရှိတယ်။ check ရှိမယ် check မှာ text တွေရိုက်ပြီးအလုံးလုံးလို့ရတာရှိမယ်ပြီးရင် stream ရှိမယ်အခုစကားပြောတဲ့ AI ကဒီ stream ကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့မြန်မာလိုစကားပြောကြည့်မှာပေါ့နော်အောက်ဖက်မှာပုံတွေထုတ်လို့ရမယ် generative media ရှိမယ် application တွေကို billing လုပ်လို့ရမယ် bill ဆိုတဲ့ sector တခုလည်းအောက်မှာထပ်ရှိမယ်အဲ့တော့နောက်တစ်ခုက history ပေါ့နော်ကျွန်တော်တို့လောက်ခဲ့တဲ့ history လေးပြန်ကြည့်လို့ရမယ်အခုကျွန်တော်က stream ကိုအသုံးပြုပြီးတော့မြန်မာလို AI နဲ့စကားပြောကြည့်မယ်ဗျ အရင်ဆုံးဒီဘက်ကပြထားတဲ့ rank setting မှာသူတို့ထုတ်ခဲ့တဲ့ AI version တွေရှိမယ်ကျွန်တော်ကတော့အပေါ်ဆုံးသူ default ကိုပဲရွေးထားတာကိုထားထားရပြဒီ format ကကြတော့ကျွန်တော်တို့ကို AI က audio နဲ့ text နဲ့ output ထုတ်ပေးမယ်ဆိုတာကိုပြောပြပေးတာပါဒီ default အတိုင်းပဲထားရင်လည်းအဆင်ပြေပါရဲ့ခင်ဗျာကျွန်တော်နောက်ပြီးတော့အောက်က voice က AI ရဲ့ voice အတန်နဲ့အတန်ထား AI ရဲ့အတန်ပေါ့နော်အဲ့တော့ကိုကြိုက်တာကိုပြောင်းလို့ရမယ်ကျွန်တော်က default အတိုင်းပဲထားမယ် media resolution ကလည်း2 default အတိုင်းပဲကျွန်တော်ထားထားပေးမယ်။အောက်က10 coverage effective dialogue proactive audio တွေက Google AI အနေနဲ့ moderate လုပ်ပေးလို့ရနိုင်တဲ့ effect တွေပေါ့နော်။ကျွန်တော်ကတော့အခုချိန် line မကောင်းလို့ off ပြီးတော့သုံးထားရခင်။ဒီ session content ဆိုတာကကျွန်တော်တို့စကလုံးအနေနဲ့ဘလောက်လောက် AI ကို test လုပ်လို့ရမလဲပေါ့နော်။ content အရေးအတွက်ကိုလည်းအောက်မှာ limit လုပ်ဖို့သူကပေးထားသေးရဗျ။ကျွန်တော်ဒီတိုင်းလေးထားရမယ်။ အောက်က tools တွေကကြတော့ developer တွေအတိအကထားပြီးလုပ်ပေးတာပါဗောနော်ဒီ function calling တွေ automatic function တွေက code system မှာသွားတဲ့အခါ operate tools တွေလို့ဘူသူဒအနေနဲ့မှတ်ထားလို့ရပါတယ်ခင်ဗျအောက်က grounding with google search က google source ကိုအခြေပြုပြီးတော့ update response တွေကိုပို့ရစေပါတယ်အာ login တော့ဖွင့်လာပြီးသုံးလို့ရနိုင်ပါတယ်ခင်ဗျ ကဲခုဆို AI နဲ့စကားဆက်ပြောလို့ရပါပြီခင်ဗျာသူက webcam ကော screen share အနေနဲ့ကောအသုံးပြုလို့ရနိုင်တယ်ပေါ့နော်ကျွန်တော်ခုနေရနေရာက line သိမ့်မကောင်းလို့စကားပြောလို့ရနိုင်တဲ့ thought ကိုပဲအရင်ရွေးပြီးတော့ AI နဲ့မြန်မာလိုစကားပြောကြည့်ပါမယ်ဗျ Hello မင်္ဂလာပါ Hello မင်္ဂလာပါ How can I help you today မင်္ဂလာကိုမြန်မာလိုပြန်ပြောပြနိုင်လား ကျွန်တော်မြန်မာလိုပြောနိုင်တယ်။ဘာကိုကူညီပေးရမလဲ။ရန်ကုန်နဲ့မန္တလေးဘယ်လောက်လောက်ဝေးလဲ။အကွာအဝေး။ရန်ကုန်နဲ့မန္တလေးဟုတ်ကဲ့။အဲ့ဒီမျိုးမျိုးအကြောင်းဗာတိစင်တာရှိလေ။ရန်ကုန်နဲ့မန္တလေးအကွာအဝေးကိုငါသိချင်တယ်။ရန်ကုန်နဲ့မန္တလေးအကွာအဝေးကကီလိုမီတာ6.6လောက်ဝေးပါတယ်။ ခီးစင်းအချင်းကတော့ဘလို့သွားမယ်ဆိုတော့ပုံမူတည်ပြီးပြောင်းလဲနိုင်ပါတယ်စီးချိုတွေးတိုးမဖြစ်အောင်ဘလို့ကာကွယ်ရမလဲစီးချိုနဲ့တွေးတိုးကာကွယ်ဖို့အတွက်ကျမရင်နဲ့ငင်းညွတ်တဲ့အစာအတော့စားတာလေးချင်ကန်စပုံမှန်လုံတာကိုလေးချင်ကိုထိမ့်ညိတာစိတ်ဖီစီမုံကိုရှော့ချတာစေးလေးအနေရရှောင်းချင်တာတွေလုပ်တင်ပါတယ်အသက်အရွယ်ကြီးလာတဲ့အခါမှာဘာတွေခယူးဆိုင်တဲ့လဲ အသက်အရွယ်ကြီးလာတဲ့အခါမှာကျမ်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်။မမလီချင်းခံလုံးကြကျမ်းမာရေးနဲ့ညီညွတ်တဲ့အစာအတောက်စားတာစိတ်ဖိစီးမှုကိုရှော့ချတာတွေ့အရေးကြီးပါတယ်။မမကျမ်းမာရေးအစစ်စိမ်းမှုခံယူတင်ပါတယ်။အတိုင်းအဝိုင်းနဲ့ထီတွေ့ပြီးစိတ်သက်သက်ချာနေအောင်နေထိုင်တင်ပါတယ်။ဒါက Google AI ကကျွန်တော်တို့ကိုမြန်မာလူထိကိုစကားပြောပြီးတုံ့ပြန်နိုင်တဲ့အခြေအနေတစ်ခုပါ အခုလက်ရှိက AI ခေတ်ဥပိုင်းမှာရှိပါသေးရဲ့ခင်ဗျာနောက်လာမယ့်နှစ်တွေမှာဆိုရင် AI ရဲ့ advance ဖြစ်လာမယ့်အခြေအနေကအရန်ကိုစိတ်ဝင်စားစရာကောင်းလွန်ပါလေခင်�ျာဒါကတော့ကျွန်တော်ဒီနေ့ Google AI Studio ကိုအသုံးပြုပြီးတော့ AI နဲ့စကားပြောပြပေးနိုင်တဲ့ lesson course လေးတွေကိုမျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ